အားလုံးမင်္ဂလာပါရှင်ကျမကတော့ဆရာအင်းမင်းသင်္ခါရီတပည့်ဆရာမဆွေစင်ဝီဖြစ်ပါတယ်ယခုတစ်ပတ်အောက်တိုဘာ၁2025မှာအောက်တိုဘာ23 2025တွင်ခုနှစ်ခုနှစ်နံသာသမီများတွေတပတ်တာကံကျမစတင်ဟောကြားပေးမှာဖြစ်ပါတယ်ပထမအဦးဆုံးစနေသာသမီများအလုံးတွေတပတ်တာကံကျမဖြစ်ပါတယ်ရှင်နိုင်ငံရဲ့ချားခီရဲ့ဝေခီသွားရတတ်ပါတယ်လစ်ဆောင်ပစ္စည်းများ ရောက်လာလာပါလိမ့်မယ် ပညာဒူးလေးရရပါတယ်ဆရာသမားအကြီးကဲများရဲ့မဆာကိန်းရှိပါတယ်အရေးမကြီးဘူးထင်ရတော့ကိစ္စကလည်းကိစ္စကကိစ္စတစ်ခုကစကားများနေရတတ်ပါတယ်ရှင်စစ်တစ်ခုစစ်အစ်တစ်ခုဝင်လာပါလိမ့်မယ်အလုတ်တင်အနောက်ချက်များတိုက်ခတ်များရှိနေတတ်ပါတယ်အလုတ်တင်စိတ်တိုင်းမကြစရာများစိတ်ညစ်စရာများနဲ့ကြုံတွေ့ရတတ်ပါတယ်ဒါပေမဲ့ငွေများစွာဝင်ငင်းရှိပါတယ်ပြောရမှဆိုရင်ငွေရှာရွလွယ်သောတပတ်တာကာလဖြစ်ပါလိမ့်မယ်ရှင် အေးရနေရပြောင်းချွေရခြင်းမိမိနေနောက်ပြီးပိုင်းပြင်ရတတ်ခြင်းပြုလုပ်ရတတ်ပါတယ်ဘာသာရေးကိုထူးလုပ်ကြရန်လောက်ကင်မှာပရိစိတ်ခြင်းဒိဋ္ဌများဝင်ခြင်းတရားထိုင်ခြင်းပြုလုပ်ရင်မိမိကိုယ်ခွေရဘာသာမှဘာသာရေးထူးထူးခြားခြားပြုလုပ်လိုက်ရင်ပုံမအောင်မြင်စရာများဖြစ်လာပါလိမ့်မယ်ခီစီပွားရေးစားတောက်ဆိုင်စားတောက်ကုန်ကားနဲ့ပတ်သက်တဲ့လုပ်ငန်းပန်းလှဆိုင်မုံမျိုးစုံဆိုင်စာရေးကိရိယာစာပုံနှိပ်တိုက်စီပွားရေးကောင်းနေတော့ အချိန်ကာလဖြစ်ပါတယ်ရှင်အရေးကြီးကိစ္စသွားလို့လင်ကစာမေးပွဲအင်တာဗျူးများတာရောက်ဖြေဆိုစရာရှိရင်တော့လည်းအပြာရောင်ပါတော့ဝက်စားဝက်စင်ပြီးသွားပါအစစရာအစင်ပြီးကျော်မအောင်မြင်ပါလိမ့်မယ်ရှင်အချိရေးပါဝါမြင့်မှန်တက်ရတော့ချစ်သူနဲ့ရှစ်ပြတ်ချစ်သူဖြစ်ချစ်သူနဲ့တွေ့ရတတ်ပါတယ်အင်တော်ရေးအင်တော်ပစ်လုံးသမျှအလိုမကျစရာများတွေ့နေရတတ်ပါတယ်ရှင်ကျမ်းမာရေး ရာရာညင်းရေယုံပေါက်ခြင်းဖြစ်တတ်ပါတယ်ကျုပ်ပေကနန်း3နှင့်ဖြစ်ပါတယ်ရှင်ယရိယအိမ်ဖျားမှာစမှုစာကလူစုတောင်းခြင်းမိတ်ဆွေများကိုစမှုစာဒါနပြုခြင်းလျောင်းငယ်သားများကိုစမှုစာကျွေးခြင်းပြုလုပ်လိုက်ပါအញ្ញံများပြပြပြီးကံကောင်းခြင်းများဖြစ်လာပါလိမ့်မယ်။စနေသားသမီးများအလုံးစိတ်ချမ်းသာခြင်း၊ကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါလိမ့်ရှင်။တနင်္ဂနွေသားသမီးများအလုံးမင်္ဂလာပါရှင်။အောက်တိုဘာ၁၉၂၀၂၅မှာအောက်တိုဘာ၂၃၂၀၂၅တွင် တပတ်တာကံကြမ္မာဆက်တင်ဟောကြားပေးမှာဖြစ်ပါတယ်မိမိလုတ်ကင်နေသောအလုတ်တွင်ပြဿနာအနေငယ်ဖြစ်ရတတ်ပါတယ်သူတစ်ပါးသူတစ်ပါးကမိမိအားမတရားဆွတ်ဆွဲပြောဆိုခြင်းလဲခံရတတ်ပါတယ်ယခုတစ်ပတ်ကာလသည်မိမိကိစ္စတဲ့သူတစ်ပါးကိစ္စဆွေမျိုးသားချင်းကိစ္စများနဲ့အကျဉ်းကုန်နေရတတ်ပါတယ်မိမိတွင်လည်းမပြည့်ပြည့်သေးသောကိစ္စများကြောင့်စိတ်ညစ်စရာဖြစ်နေရတတ်ပါတယ်ဒါပေမဲ့ငွေဝင်ပါလဲမယ်ငွေဝင်သလိုငွေများစစ်တဲ့ဝင်သလိုငွေကုန်စရာများလည်းရှိနေတတ်ပါတယ် ဘာသာရေးနဲ့ပတ်သက်သောပစ္စည်းများရောက်လာပါလိမ့်မယ်အလူတန်းများလည်းလိုအပ်တတ်ပါတယ်ခင်မင်သောမိတ်ဆွေများနဲ့ခွဲခွာရသလိုမိတ်ဆွေဟောင်းများနဲ့ပြန်လည်တွေ့ဆုံတွေ့ရသောအချိန်ကာလလည်းဖြစ်ပါတယ်ရှင်ပညာရေးမှာဒပိုင်းစဖြစ်နေတတ်ပါတယ်စီးပွားရေးကားလုပ်ငန်းငွေလွှဲလုပ်ငန်းထီးဖနက်နိုင်ရောင်းဝယ်ရေးလုပ်ငန်းဓာတ်ဆီစီတဲ့ရောင်းဝယ်ရေးလုပ်ငန်းရာဒီကုန်တည်နှံရောင်းဝယ်ရေးလုပ်ငန်းအင်ချမ်းမြေကျိုးတော်သောလုပ်ငန်းများပုံမှန်လေပတ်နေသောအချိန်ကာလဖြစ်ပါတယ် အရေးကြီးကိစ္စသွားလို့လေနော်စာမေးဝယ်ရင်ဒါပြများသွားရောက်ဖြေဆိုစရာရှင်းတော့လကောအနည်းရောင်ပါတော့ဝယ်စားဝယ်စင်ပြီးတော့ပါအဆဆအစင်ပြီးချောမောင်းအမြင်မှလိုက်မယ်အချစ်ရေးချစ်တုဓမ္မလက်ဆောင်ပစ္စည်းများရပါလိမ့်မယ်ရှင်အိမ်တော်ရေးအရင်ရတဲ့ပုံမှုဘူးဆိုင်မှုများခံရရတတ်ပါတယ်ကျမ်းမာရေးအစားမားရခြင်း အစာမာပြီးဘန်းအောင်ရင်ဖြစ်တတ်ပါတယ်အစာတော့တတိထားပါအကျိုးပေးကနန်းနစ်ခွန်6ဖြစ်ပါတယ်ရေတရားအိမ်မယားမှာဒိန်ငင်ကက်လူစတောင်းရင်မိတ်ဆွေများကိုဒိန်ငင်လက်ဆောင်ပေးခြင်းလျောင်းငယ်သားများကိုဒိန်ငင်တိုက်ရွေးခြင်းပြုလုပ်ပါအញ្ញံများပြေပျောက်ပြီးကံကောင်းခြင်းများဖြစ်လာပါလိမ့်မယ်တနင်္ဂနွေသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေရှင်တနင်္လာသားသမီးများအားလုံးမင်္ဂလာပါရှင် အောက်တိုဘာ16 2025မှာအောက်တိုဘာ23 2025တွင်တနင်္လာသားသမီးတွေတနင်္လာသားသမီးများအားလုံးတင်ပြတာကံကြမ္မာဖြစ်ပါတယ်။မြင်းနဲ့ပတ်သက်ပြီးအလုံများနေရတတ်ပါတယ်။အိမ်ပြင်ရခြင်းကြောင့်ငွေကုန်များနေတတ်ပါတယ်။စစ်ပစ္စည်းဝင်လာတတ်ပါတယ်။ကောင်းသောဝင်ရင်းဖြစ်ပါလိမ့်မယ်။အလုံတွင်စိတ်တဲမကြဇရာများတော့တွေ့ရတတ်ပါတယ်။လေးအောင်ငယ်သားများထွက်ခြင်းကြောင့်လည်းအလုံတွင်အခက်ခဲနေငယ်တွေ့တင်ရတတ်ပါတယ်။ရေချားမြေချားခရီးသွားတတ်ပါတယ်။ရှင်မျိုးသားချင်းဤ ဝင်းဝေကူညီတောင်းခြင်းလဲခံရတတ်ပါတယ်အလုတ်တွင်လက်လက်ပါရခြင်းလုံးနဲ့ပတ်သက်သောအလုတ်နဲ့ပတ်သက်ပြီးပညာတစ်ခုတင်ကြရတတ်ပါတယ်သို့မဟုတ်သင်တန်းတစ်ခုတည်ရတတ်ပါတယ်ဘာသာရေးလုပ်ရင်တရားဥပဒေများများမှသောအချိန်ကာလဖြစ်ပါတယ်သူတစ်ပါးကိုချင်းကားထားငွေချင်းကားထားသောငွေကြေးပြင်မရရင်အနေငယ်ပူပင်နေရတတ်ပါတယ် စီပွားရေးရာသီကုန်တည်နံတက်တန်တဲ့ရောင်းဝယ်လုပ်ငန်း၊အုံဒီအုံရေးရောင်းဝယ်လုပ်ငန်း၊အလှကုန်အလှပြေဆိုင်၊လျှက်စနစ်ပတ်သက်သောလုပ်ငန်း၊စားတောက်ဆိုင်၊စားတောက်ကုန်လုပ်ငန်းများပုံမှန်တိုင်းလေပတ်နေသောအချိန်ကာလဖြစ်ပါတယ်။အရေးကြီးကိစ္စသွားလို့လင်တဲ့ကောင်၊စာမေးပွဲအင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်တော့လည်းကောင်လေမောင်ရံပါသောဝစ်စားဝစ်စင်ပြီးသွားပါဆက်ဆက်အစီအမိကျော်မောင်အမြင်ပါလိမ့်မယ်ရှင်အချီးရေးမင်္ဂလာရင်းမြတ်ရွေးနေသောချိန်ကာလဖြစ်တတ်ပါတယ်အိမ်တော်ကြီး တာပြည့်ရှင်နေသောချိန်ကာလဖြစ်ပါလိမ့်မယ်ကျမ်းမာရေးနာနာနာခြင်းနာကြိုက်ခြင်းဒုနာခြင်းဖြစ်နေတတ်ပါတယ်အကျိုးပေးကနန်း165ဖြစ်ပါတယ်ရှင်ယတရားအင်းပြားမှာအုံးရေကက်လူဆူတောင်းခြင်းမိစေများကိုအုံးရေဒါနာပြုခြင်းလျောင်းငယ်သာများကိုအုံးရေတိုက်ကျွေးခြင်းပြုလုပ်လိုက်ပါအညာများပြေပြောက်ပြီးကံကောင်းခြင်းများရောက်လာပါလိမ့်မယ်တနင်္လာသတိမီများအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာသနာပြေဝကြပါစေရှင် အင်္ဂါသားသမီးများလုံးမင်္ဂလာပါရှင်။အောက်တိုဘာ၁2025မှာအောက်တိုဘာ23 2025အတွင်းအင်္ဂါသားသမီးများလုံးတို့တပတ်တာကံကြမ္မာဖြစ်ပါတယ်။လှုပ်တင်နာမည်ကောင်းရခြင်းလက်လာပါရခြင်းများဖြစ်ပါလိမ့်မယ်။စစ်ပစ္စည်းဝင်ခြင်းတန်ဖိုးကြီးသောစိန်တပစ္စည်းရခြင်းဖြစ်နေတတ်ပါလိမ့်မယ်။လက်ရောင်းငယ်သားများ၏အကျိုးအလုပ်ကျိုးစားခြင်းကြောင့်အကူအညီရခြင်းကြောင့်သလကောင်အောင်မြင်နေသောအချိန်ကာလဖြစ်ပါလိမ့်မယ်။ငွေတော့လေလူလိန်ခံရတတ်ပါတယ်သတိထားပါ။ မမျောလင့်ထားတော့မစီစဉ်ထားတော့ရုပ်ဘဲရုပ်တရခီးထွေးရတတ်ပါလေရှင်ကောင်းသောခီးဖြစ်ပါလိမ့်မယ်ဘာသာရေးနဲ့ပတ်သက်တော့ပုဂ္ဂိုလ်အိမ်တို့ရောက်လာတတ်ပါတယ်အမိမိအမျိုးသမီးတို့ဤလောရကြောင့်မိမိဂုဏ်သိက္ခာကျတတ်ပါတယ်ဆိုင်ငန်းဝင်လဲဝင်လာတတ်ပါတယ်ဒါပါ哦သို့တော်လက်မခံမှာ ਨੇ သို့ဆိုင်ငန်းကဆုံးချုံမှုများရင်များတတ်ပါတယ်ရှင်ဖုန်းကွန်ပျူတာထွက်တတ်ပါတယ် ထွက်တတ်ခြင်းပြစ်တတ်ခြင်းပျောက်တတ်ခြင်းဖြစ်တတ်ပါတယ်ရှင်ပညာရေးမှာပညာရေးမှာပညာရေးကြောင့်ငွေကုန်များနေတတ်ပါလေစီးပွားရေးစားတောက်ဆိုင်စားတောက်ကုန်ဆူရှိလုပ်ငန်းထဲလေးရောင်းဝယ်လုပ်ငန်းဓာတ်ဆီစီစေရောင်းဝယ်လုပ်ငန်းဘုံမကောင်းမွန်နေသောအချိန်ကာလဖြစ်ပါတယ်အရေးကြီးကိစ္စသွားလို့လည်းကောင်းဆောင်ပေးဝဲအင်တာဗျူးများသွားရောက်ပြေဆိုစရာရှိရင်သာတန်းရောင်ဝယ်စားဝယ်ဆင်ပြီးသွားပါဆက်စပ်အချင်းပြေကြုံမောအမြင်ပါလိမ့်မယ်ရှင်အခြေရေးချစ်သူတည်ရပါလိမ့်မယ် ိမ်နောင်ရေးစိတ်ချမ်းသာပျော်ရွှင်နေရသောချိန်ကာလဖြစ်ပါတယ်။ကျမ်းမာရေးကောင်းမကြကနာကိုင်းနေကြိုက်တတ်ပါလေရှင်။အကျိုးပေးကဏ္ဍ3တခုဖြစ်ပါတယ်။ရရအိမ်ပြန်းမှာပေါင်မုံ3ချက်ကပ်လို့စတောင်းခြင်းမိတ်ဆွေများကိုပေါင်မုံလက်ဆောင်ပေးခြင်း၊လျှောက်ငယ်သားများကိုပေါင်မုံကြွေးခြင်းပြုလိုက်ပါ။အညာများပြပြပြီးကံကောင်းခြင်းများရောက်လာပါလိမ့်မယ်။အင်္ဂါသတိမြများအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံပြီး။ကောင်းကျိုးလိုအပ်သနာပြေဝကြပါသည်ရှင်။ ဗုဒ္ဓဦးတသမီများအားလုံးမင်္ဂလာပါရှင်။အောက်တိုဘာ၁၉ ,2025 မှာအောက်တိုဘာ၂၃ ,2025 တွင်ဗုဒ္ဓဦးတသမီများအားလုံးတွင်တပတ်တာကံကြမ္မာဖြစ်ပါတယ်။စိတ်ချမ်းသာစရာများစိတ်တိတ်တွေ့နေရတတ်ပါတယ်။လက်လာပါလည်းရပါလိမ့်မယ်။အလွန်ကောင်းနေသောလက်လာပါအလွန်ကောင်းနေသောတပတ်တာကာလဖြစ်ပါတယ်။မိမိသည်အသည့်အာမြင့်ကြီးသောသူ၊ဂုံအာမြင့်ကြီးသောသူတူဤကုညီမားသောမှုမြေရရပါလိမ့်မယ်။ စတူချေရလုပ်ငန်းလေးလုပ်ရန်ဖြစ်လာတတ်ပါတယ်သူတစ်ပါးအတွေ့အစ်တွေလည်းပေးရခြင်းငွေကြေးထောက်ပံ့ခြင်းများပြုလုပ်ရတတ်ပါတယ်ရှင်မျိုးသားချင်းများကြောင့်ငွေကုန်ကြေးကြတော့များနေတတ်ပါတယ်လျောင်းငယ်သားတို့မို့ညီကောင်မောင်နှမများကိုမင်္ဂလာကိစ္စဆောင်ရပေးရတတ်ပါတယ်ရှင်ရှင်မျိုးသားချင်းတူဤကျမ်းမာရေးညံ့တော်တင်ကြရတတ်ပါတယ်အမျိုးသမီးမိတ်ဆွေဟောင်းများနဲ့မမျှော်လင့်မဲတွေ့ရတတ်ပါတယ်သူထံမှာလည်းမင်္ဂလာရှိသောတင်ကြရတတ်ပါတယ်ရှင်ပညာရေးတွင်ခက်ခဲနေငယ်တွေ့နေရတတ်ပါတယ် စီပွားရေးအနာဂုံနာပြင်ဆိုင်လျှက်စနစ်ပတ်သက်သောလုပ်ငန်းရေးတန်းလုပ်ငန်းအေးအေးမျိုးစုံလုပ်ငန်းအမှုပညာရှင်အမှုပညာနဲ့ပတ်သက်သောလုပ်ငန်းများဝင်ငွေကောင်းနေသောအချိန်ကာလဖြစ်ပါလေရှင်။အရေးကြီးကိစ္စသွားလို့လည်းကောင်းဆောင်မေးဝေးအင်တာဗျူးများသွားရောက်ဖြေဆိုစရာရှိရင်ဆိုတော့ကောင်းအဝါရောင်ပါသောဝက်စားဝက်စင်ပြီးသွားပါဆက်ဆက်အဆင်ပြေကြုံမောအမြင်ပါလိမ့်မယ်ရှင်။အချစ်ရေး ရားလူတူဤနောက်ရှင်းမှုကြောင့်အဆင်မပြေဖြစ်ရတတ်ပါတယ်။အိန္ဒာရဲ့စကားပြောအဆင်မပြေဖြစ်နေတတ်ပါတယ်ရှင်။ကျမရဲ့ခြေောက်နာခြင်းခြေောက်တင်တန်းရခြင်းဖြစ်တတ်ပါတယ်။အကျိုးပေးကနန်းတင်းနစ်လေးဖြစ်ပါတယ်။ယတရားအိမ်ဖျားမှာကိုယ်ရီကောက်ဆဲကလူစီတော်ခြင်းမိစေများရေမိဆွေများကိုကိုယ်ရီခောက်ဆဲဒါနာပြုခြင်းလျှောက်ငယ်သားများကိုကိုယ်ရီခောက်ဆဲကျွေးမွေးခြင်းပြုလုပ်လိုက်ပါ။အញ្ញံများပြပြောက်ပြီးကံကောင်းခြင်းများဖြစ်လာပါလိမ့်မယ်။ ဗုဒ္ဓသာသမီများလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝကြပါစေရှင်။ကြာသပေးသာသမီများလုံးမင်္ဂလာပါရှင်။အောက်တိုဘာ၁2025မှာအောက်တိုဘာ23 2025တွင်ကြာသပေးသာသမီများလုံးတို့တပတ်တာကံကြမ္မာဖြစ်ပါတယ်ရှင်။ထီပေါက်တတ်ခြင်းထီပေါက်တကယ်သို့ငွေဝင်ခြင်းဖြစ်ပါပါမယ်။ငွေများစွာဝင်တော့လေငွေကုန်စရာများတော့စစ်တက်ရှိနေတတ်ပါတယ်။ အလုအလုတ်တစ်ခုမှတစ်ခုစို့လဲပြောင်းလဲရန်ဖြစ်လာတတ်ပါတယ်။စာချုပ်စာရန်ကိစ္စအလုတ်ကိစ္စကြောင့်လက်မှတ်ထိုးစရာများဖြစ်လာတတ်ပါတယ်။ပညာရတစ်ခုခုတင်ကြားရတတ်ခြင်းပညာရင်းနဲ့ပတ်သက်သောကိစ္စများလဲလိုအပ်တတ်ပါတယ်။ဖြေဆိုထားသောဆောင်ပွဲပဲရှိပါကလည်းထူးချွန်စွာအောင်မြင်ပါလိမ့်မယ်။မမတော်ပြတော့ဘူးထင်ထားသောခီးလဲသွားရန်ဖြစ်လာပါလိမ့်မယ်။အရင်ဒီဆုံးမိတ်ဆွေဤရှင်မျိုးသားချင်းတို့ တို့ဤတရင်ကောင်းများလဲကြားရပါတယ်စိတ်ပင်မှန်လူပင်သာနေသောအချိန်ကာလတော့ဖြစ်ပါတယ်ရှင်စီးပွားရေးထဲလိမ့်နာဤကွန်ပျူတာဒီဇိုင်နာလုပ်ငန်းပေပြောင်းနှံရောင်းဝယ်လုပ်ငန်းများမုံမျိုးစုံလုပ်ငန်းများပုံမှန်လဲပတ်နေသောအချိန်ကာလဖြစ်ပါတယ်အရေးကြီးကိစ္စသွားလို့လည်း၎င်းစာမေးပွဲအင်တာဗျူးများသွားရောက်ဖြည့်ဆို့စရာရှိရင်လည်း၎င်းခရမ်းရောင်ပါသောဝန်ဆောင်ဝန်ဆင်ပြီးသွားပါဆက်ဆက်အားစင်ပြေချောမောအောင်မြင်ပါလိမ့်မယ် အချင်းရေးစိတ်တဲမကြစိတ်ဆိုးစိတ်ကောက်ဖြစ်နေတတ်ပါတယ်။အိမ်တော်ရေးပိုးမိုးဂရုစိုက်ကျင်နာမှုများရနေသောအချိန်ကာလဖြစ်ပါတယ်ရှင်။ကျမရေးအကြောနာခြင်းကျွတ်တက်ခြင်းဖြစ်တတ်ပါတယ်။အကျိုးပေးကနန်း၅ခုနေဖြစ်ပါတယ်။ယရေယအိမ်ဖျားမှာဒေါ်ဘတ်တမင်ကတ်လူစတောင်းခြင်းမိတ်ဆွေများကိုဒေါ်ဘတ်တမင်ဒါနာပြုခြင်းလေအောင်ငယ်သားများကိုထောပတ်တမင်ကျွေးမွေးခြင်းပြုလုပ်လိုက်ပါအញ្ញံများပြည့်ပြောက်ပြီးကံကောင်းခြင်းများဖြစ်လာပါလိမ့်မယ် ကြာသပရိသသမီးများအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာသနာပြေဝကြပါစေရှင်။တောက်ကြသသမီးများအလုံးမင်္ဂလာပါရှင်။အောက်တိုဘာ7ခွန်2025မှာအောက်တိုဘာ23 2025တွင်တောက်ကြသသမီးများအလုံးတွင်တပတ်တာကံကြမ္မာဖြစ်ပါတယ်။ကံကောင်းနေသောတပတ်တာကာလဖြစ်ပါလိမ့်မယ်။စိတ်ချမ်းသာစရာများဇက်တိုက်တစ်ခုပြီးတစ်ခုဖြစ်နေပါလိမ့်မယ်။ကြံတီကြံစီထားသောကြံစီများအားလုံးလည်းအဆင်ပြေအောင်မြင်ပါလိမ့်မယ်။ မိမိအိတ်ခမ်းအလုတ်ခမ်းအပြောင်းရွှေ့အနေငယ်ရှိလာတတ်ပါတယ်မင်းဆိုရာသာထစ်လူကြီးဆက်သမားများ၏မားစာကိန်းလည်းရှိပါလိမ့်မယ်ထီပေါက်တက်ခြင်းထီပေါက်တကယ်သောငွေဝင်ခြင်းဖြစ်တတ်ပါတယ်လူမျိုးကြားကိစ္စနိုင်ငံခြားနဲ့ပတ်သက်သောကိစ္စများပြင်ဆင်နေသောချိန်ကာလဖြစ်ပြီးဆက်ဆက်ရာအဆင်ပြေချောမောအမြင်ပါလိမ့်မယ်ဒါပေမဲ့မိတ်ဆွေသုံးဖို့လို့ပေါ်ကင်ပေး၏အထင်း လွဲခြင်းဆွဆွဲခြင်းများခံရတတ်ပါတယ်သတိထားပါခီးထွက်စရာမကြာခဏဖြစ်နေတတ်ပါတယ်လှုပ်ရှားကာလလို့ပြောလို့ရပါတယ်ရှင်နာနာနေနေနေရတယ်မရှိပဲအလုကိစ္စများနေသော ချိန်ကာလဖြစ်ပါတယ်စီးပွားရေးအလှကုန်လှပြင်ဆိုင်လျှက်စနေပတ်သက်သောလုပ်ငန်းရေးတန်းလုပ်ငန်းအဖျော်ရမကာဆိုင်အသီးနှံရောင်းဝယ်ရေးစားတောက်ဆိုင်စားတောက်ကုန်ဆူရှိလုပ်ငန်းများစီးပွားတက်ခြင်းရောင်းဝယ်ကောင်းနေသောချိန်ကာလဖြစ်ပါတယ် အရေးကြီးကိစ္စသွားလို့လည်း၎င်းစာမေးပွဲအင်တာဗျူးများသွားရောက်စေရာသွားရောက်ပြေဆိုစေရာရှိရင်လည်းအစိမ်းရပါတော့ဝက်စားဝက်စင်ပြီးသွားပါဆက်ဆက်ရာအစင်ပြီးကြောမောအောင်မြင်ပါလိမ့်မယ်ရှင်အချစ်ရေပုံမှန်တိုင်းစစ်သည်မပြတ်ပြောဆိုနေသောအချိန်ကာလဖြစ်ပါတယ်အိမ်တော်ကြီးမကြာခဏဆိုသလိုစကားများနေရတတ်ပါတယ်ကျမရေးဘန်းအောင်ကြီးအပူလောင်ကြီးဖြစ်တတ်ပါတယ်အကျိုးပေးကဏ္ဍ463ဖြစ်ပါတယ်ရှင်ရေရေအိမ်ဖျားမှာလပစ်တုံးနဲ့ဆွမ်းကတ်ခြင်း မိစေများကိုလပိတုဒါနာပြုခြင်းလျောင်းငယ်သားများကိုလပိတုကျွေးမွေးခြင်းပြုလုပ်လိုက်ပါအညာများပြေပြောက်ပြီးကံကောင်းခြင်းများဖြစ်လာပါလိမ့်မယ်တောက်ကြတာသူမိများလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းမခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေဝါကြပါစီရှင်ဒီမှာတော့အမေရိကန်နိုင်ငံတက်ဆက်ပြည်နယ်ဒါလည်းမြန်မာနေထိုင်ပြီးဗီဒီယိုဝါကြနေတော့ဖြစ် သူဖြစ်ပါတယ်ကျမကိုစင်စစ်မပြားဗေဒင်မင်းနေကြတော့ကျမဤဗေဒင်မိတ်ဆွေဟောင်းများဗေဒင်မိတ်ဆွေသည်များစိတ်ချမ်းသာခြင်းကိုယ်ကျမခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေပါကြပါစေရှင်ကဘာပြည်သူကဘာပြည်သားများအလုံးမြန်မာပြည်သူမြန်မာပြည်သားများအလုံးခொနေသားသမီးများအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမခြင်းများနဲ့ပြည့်စုံပြီးကောင်းကျိုးလိုရာဆန္ဒပြေပါကြပါစေရှင်ကျမကို စင်စစ်ပပြဲပေရင်မင်းနေကြတော့မိတ်ဆွေများအားလုံးတပတ်လင်မိတ်ဆွေ၃ဦးအပြန်လဲပြေပြေကြပေးရန်အစီအစဉ်တစ်ခုရှိပါတယ်မေးလို့တော်မေကွန်စီးပွားရေးစဉ်စားဆုံးဖြတ်ရခဲ့တော့ကိစ္စများစီးပွားရေးနဲ့ပတ်သက်လောက်ကောင်ပညာရေးနဲ့ပတ်သက်လောက်ကောင်ချီရေးအိမ်တော်ရေးလုပ်ငန်းတိုးချဲ့ရသောလောက်ကောင်မေကွန် မေးလိုပါကကျမကိုစစ်တယ်ရန်ဖုန်းနံပါတ်နာမည်မေးသိကရစ်နဲ့စစ်တယ်ရန်ဗိုက်ဘာဖုန်းနံပါတ်အားကျမရေးထားပေးပါကျမပြန်လည်ဖြေကြားပေးပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်